ျွန်တော်နောက်ဆုံးထွက်ထားတာကတော့ anytime လို့ခေါ်တဲ့တခြင်းလေးပေါ့နော်အဲ့တခြင်းလေးကပိုင်ရှင်ဆိုတော့ညီလေးတယောက်ရေးပေးထားတာကျွန်တော် Simple Official YouTube Channel မှာတင်ထားပါတယ်ဗျအဲ့တခြင်းလေးတွေနားဆင်အပိတာပြည်သက်တွေလို့ကျေးဇူးများတင်ပါတယ်လို့အဲပြည်သက်တွေအပိမှုကတော့ဂျင်းနေပါတယ်ဒါပေမဲ့ကျွန်တော်လိုချင်တဲ့ reach ကတော့ဟိုရောက်မလာသေးဘူးပေါ့ဒါပေမဲ့အားရပါတယ် ကျွန်တော်ပေါ်တာတွေကကောင်းတယ်ဆိုရင်ကျွန်တော်နားထောင်လိုက်တယ်အဲ့ဒီရှင်လေးကကျွန်တော်လည်းကြိုက်တယ်ဆိုရင်ဆွဖြစ်သွားတယ်တားကြီးဟိုငါရေးမှသူရေးမှဆိုတာခွဲခြားပြီးပြောနေတာတော့မဟုတ်ဘူးပေါ့နော်အဲကဘာကြီးဖျားလန်း meeting point bar and lounge မှာ ကျွန်တော်ကျွန်တော်ရဲ့ mini mini event လေးပေါ့နော် mini event လေးရှိပါတယ်ကျွန်တော်တယောက်တည်းသာမကဘူးတခြားအဆိုတော်လေးပါတည်ဆူသွားမှာပါအဓိကတော့ကျွန်တော်ပေါ့ အဓိကကတော့လေကျွန်တော်ကိုငားကြတဲ့ဟို question တွေရတော့ဗောနော်ကျွန်တော်တယောက်တည်းဟိုဥတီဘီငားကြတာများတယ်အမှန်တော့ကျွန်တော်ကလည်းလူဆုံးတက်ဆုံးနဲ့ဆိုကြတာဒါပေမဲ့အဲ့လိုအဲ့လိုမဖြစ်သေးဘူးဗောဟိုကျွန်တော်ကလည်းများသွားပြင်ပွဲရလဲကျဲပါတယ်အဓိကကတော့ကျွန်တော်လူချင်းတဲ့ပုံစံလေးတွေရယ်ပြီးတော့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်လူချင်းတဲ့ပုံစံလေးဖြစ်ဖြစ်သွားလို့ရှိရင်တော့ကျွန်တော်ပွဲတွေပါလက်ခံပြီးဆိုပြတာများပါတယ်အဲတချင်းနဲ့ပတ်သက်ပြီးတော့ now ကျွန်တော်နောက်ဆုံးထွက်ထားတာကတော့ anytime လို့ခေါ်ရတဲ့တချင်းလေးပေါ့နော်အဲ့တချင်းလေးကပိုင်ရှင်ဆိုတဲ့ ့ညီလေးတယောက်ရေးပေးထားတာအဲ့ဒါကိုမော်ရစ်ကျောင်းပြောပြောဒီတချင်းလေးကမိုက်တယ်ပေါ့နော်အဲ့တချင်းလေးကကိုစမော့ဆိုလိုက်ဆိုတာနဲ့ကျွန်တော်လည်းတချင်းလေးရနားထောင်ရင်းနဲ့ဆုပ်ပစ်သွားတာအဲ့ဒီမတိုင်ခင်က playground ထွက်ထားတယ်ပြီးတော့မိုးအတွက်မိုးထွက်ထားတယ်ပြီးတော့တက်တူးထွက်ထားတယ်ပေါ့နော်အားလုံးပေါင်း၅ဖို့လောက်တော့ရှိမှန်းတဲ့တူကျွန်တော်ကျွန်တော်ရဲ့ Simple Official YouTube Channel မှာတင်ထားပါရဗျအဲ့တချင်းလေးရနားဆင် Aperture ပြည့်သက်တွေလို့ချီးစွမ်းအားတင်ပါတယ်အာကျွန်တော်ရဲ့အကောင့်မှာလည်းတင်ထားပါရတယ်အဲ့ဒီချင်းလေးကမိုးအတွက်မိုးချင်းလေးရလीပြီးတော့ကျွန်တော်ရဲ့ page မှာလည်းတင်ထားတယ်ပြီးတော့ Simbox official YouTube channel ဖြစ်တဲ့ကျွန်တော်ရဲ့ channel မှာလည်းတင်ထားပါတယ်အဲပရိသတ်တွေအားပေးမှုကတော့ဂျင်းနေပါတယ်ဒါပေမဲ့ကျွန်တော်လိုချင်တဲ့ reach ကတော့ဟိုရောက်မလာသေးဘူးပေါ့ဒါပေမဲ့အားရပါတယ်ကျွန်တော်လိုချင်တဲ့ပုံစံလေးလည်းဖြစ်သွားတယ်ပြီးတော့ပရိသတ်ကလည်းကျွန်တော်ဟိုပြန်ပြီးတော့အဲ့တခြင်းလေးနဲ့ပြန်ပြီးအားပေးကြတော့လည်းကျေးဇူးများတင်ပါတယ်ဗျကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်အဲ့လိုမျိုးတိတ်ပြီးတော့ကြီးများတဲ့ဘိုင်းထဲမှာမပါဘူး ဟိုကျွန်တော်ပေါ်တာတွေကကောင်းနေဆိုရင်ကျွန်တော်နားထောင်လိုက်တယ်အဲ့ဒီချင်းလေးကကျွန်တော်လည်းကြိုက်တယ်ဆိုရင်ဆွဖြစ်သွားတယ်တားကြီးဟိုငါရေးမှသူရေးမှဆိုတာခွဲခြားပြီးပြောနေတာတော့မဟုတ်ဘူးပေါ့နော်အဲသူချင်းလေးကြိုက်တယ်ဆိုရင်ကျွန်တော်တော်တော်ကြိုက်တယ်ဆိုရင်ဆွဖြစ်တယ်ဒီချင်းလေးကျွန်တော်ဆွဖြစ်သွားတဲ့ချင်းလေးတွေကကျွန်တော်တော်တော်ကြိုက်လို့ဆွဖြစ်သွားတာပြီးတော့အခုနောက်ပိုင်းလဲကျွန်တော်ကိုကိုယ်တိုင်စူးစမ်းပြီးတော့တပုံးတပုတ်လာတော့ပြန်ပြီးတော့ရေးနေပါတယ်အဆင်ပြေလောက်မှထင်တယ်အဓိကကတော့ဘယ်လိုပြောမလဲကျွန်တော်တို့ကအများသောအားဖြင့်အချစ်တချင်းပဲဆိုလို့ရကြတာ哦အဲ့လိုမျိုးကြတော့ ဒီအဲ့ဝဲကရက်တဲမှာပဲလဲနေတာပဲလေအချားเจ้าရည်လည်းဆိုပြီးဖို့ကတိတ်ပြီးတော့အချင်းနေမပေးဘူးလို့ဖြစ်နေတာ။ဟုတ်။ကြအခုနောက်ထွက်မဲ့တခြင်းလေးရတော့ဒသနာဆန်တဲ့တခြင်းလေးတော့ဖြစ်လိမ့်မယ်။ဟိုအများမျောလင့်ထားတဲ့ပုံစံလေးလည်းဖြစ်ချင်မှဖြစ်မယ်။သူတို့ကြိုက်ရင်လည်းကြိုက်သွားနိုင်တယ်။အဲ့တခြင်းလေးက beat panda ကကျွန်တော်တို့ TV ထားတယ်ဗျာ။ music က beat panda ပေါ့။ lyrics က Co Co Morris John ။ ဘာလို့ဆိုတော့အဲ့ဒီသချင်းလေးကကျွန်တော်ကို fit ပန်တာကျွန်တော်ကိုပေးထားတာကိုကျော်ဝင်းတက်ကကိုကိုစမောက်အဲ့ဒီသချင်းလေးမှာစာသားလေးဖြည့်ပေးပါဆိုပြီးတော့သူ mood ဝင်တော့မှရေးပေးထားအတီးပေးထားဗျာအဲ့တော့ကျွန်တော်အဲ့စာသားလေးလိုက်ရေးဖို့ကဘလို့မှမှုကမလာဘူး၄၅၆လလောက်ရှိရအဲ့ဒါနဲ့ကိုကျွန်းကိုပြကြည့်တော့ကိုကျွန်းကျွန်တော်ရေးလို့မရအောင်ဗျာလို့အဲ့ဒါနဲ့โอเคတဲ့ကိုရေးလိုက်မယ်ဆိုပြီးတော့သူရေးလိုက်တာအဲ့ဒါအဲ့တော့အဲ့ဒီရှင်းလေးကဖြစ်လာတယ်တိုက်တယ်လေးကတော့ကျွန်တော်နောက်ကျရင်တော့ပြင်ညာပေးပါမယ် ဟိုလုံလောဆယ်ကတော့ကျွန်တော်ရဲ့ Simple Official YouTube Channel နဲ့ International Streaming Platforms မှာပဲတချင်းတွေကိုနားဆင်ရဖို့ရှိပါသေးတယ်။ဟိုနောက်ခြေနေပေးမယ်ဆိုတော့ကျွန်တော်အဲ့ဒီတချင်းတွေအားလုံးစုပြီးတော့ဖြစ်ဖြစ်တချင်းအစ်တွေနဲ့ပေါင်းပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်။ကျွန်တော်ထပ်ပြီးတော့လုပ်ချင်ပါသေးတယ်။ PNU ကကျွန်တော်ငငယ်တည်းကတီးပြစ်တာပေါ့နော်။ကျွန်တော်နောက်ပိုင်းကျွန်တော် base တွေပါတီးပြစ်တဲ့ခါကျတော့ကျွန်တော်လုံးဝမတီးတော့ပဲရက်ထားတာ။ကျွန်တော်နောက်ပိုင်းကျမှပြန်ပြီးတော့တီးပြစ်သွားတာ။ဒီမှာဟိုနေမှာကျတော့လည်းကျွန်တော် training တွေပေးတယ်ပေါ့အဲ့ piano piano နဲ့ပတ်သက်ပြီးတော့ guitar နဲ့ပတ်သက်ပြီးတော့အဲ့ဒါကျွန်တော်ပြန်တီးပြတယ်ပေါ့အဲကာလေကြာလဲအဲ့လိုမျိုး page တင်မှာတင်လို့ရှိရင်ငါဘာတင်ကောင်းမလဲမသိဘူးလို့အဲ့ piano လေးကျင့်ပြီးတော့တင်ပြသွားတာပရိသတ်တချို့ကလည်းကြိုက်တယ်ဆိုတော့ဝမ်းသာပါတယ်ရှိတာပေါ့ကျွန်တော်အများကြီးတီးကျင်တာဦးအများကြီးတီးကျင်တယ်ဒီတက်ပို့ပြီးတော့လဲတီးတက်ချင်တယ်အဲ့တော့ဟိုကျွန်တော်တီးတယ်ဆိုတာကျွန်တော်တကူတော့အတွက်ပဲတီးတာလေဘယ်လိုပြောမလဲဘန်ဒီဝိုင်ဖွဲ့ပြီးတော့ key position တွေတီးမယ်ဆိုပြီးတီးတာမဟုတ်ကျွန်တော် classic တွေအရင်ကြိုက်တော့ classic တွေပဲတီးမှာ native point မှာကျွန်တော်တချင်း12ပုတ်ပေါ့12ပုတ်ဆိုမယ်6ပုတ်6ပုတ်စီ device စီခွဲပြီးတော့ဆိုမယ်ပေါ့ကျွန်တော်ဆိုရက်တချင်းတွေကိုလိုက်ပါပြီးတော့အားပေးကြတဲ့ဘယ်မျိုးကပြဿနာတွေပဲဖြစ်ဖြစ်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အများနဲ့လားအားပေးနိုင်ကြဖို့ကျွန်တော်စူးစမ်းပါမယ်ဗျာ